ါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့မေလ2ရက်နေ့မှာရရှိထားတဲ့သတင်းတွေကို ကျမခရစ်စတယ်ကတင်ဆက်ပေးပါမယ်ရှင်။တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီ ထောက်ခံသူဦးကျော်ဇေယျကိုစစ်တပ်ကပြန်ဖမ်းတဲ့သတင်း၊ SN ကတတတစ်စုဆောင်မှု노တိုင်မိခင်တွေကိုဖမ်းဆီးပြီးလူစားထိုးလဲလှယ်ခိုင်းတဲ့သတင်း၊ရန်ကုန်မှာအထမတိန်ထားတယ်လို့ယူဆရတဲ့ဘီလက်မြေအိတ်900ကျော်ကိုစစ်တပ်လိုက်ရောက်နေတဲ့သတင်း မြမအရေးတရုတ်ဂျာဝင်မှုကြကြပြပြန့်ချင်းကမှာရေရှည်အတွက်စေးနီးကောင်းဖြစ်မယ်လို့ NUG ယာယီသမရပြောတဲ့သတင်းလူအိုတွေမတန်ဆန်းတွေနဲ့ဖွဲ့စည်းထားတဲ့စစ်မှုထမ်းဟောင်းအဖွဲ့ကစစ်ကောင်စီအရန်တက်လို့မင်းအောင်လိုင်းပြောတဲ့သတင်းအမေရိကန်ကမ်းလန့်ထားတဲ့အခွန်ကိစ္စရက်တွေကိုညှိနှိုင်းမှုတရုတ်ဘက်ကတွက်ဆနေတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးသတင်းတပုတ်အနေနဲ့စစ်ကောင်စီထောက်ခံသူဦးကျော်စီအားကိုစစ်တပ်ကပြန်ဖမ်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်တပ်ထောက်ခံသူဦးကျော်စရာကိုစစ်ကောင်စီကဖမ်းဆီးထားပြီးစစ်ဆေးမှုတွေပြုလုပ်နေရလို့ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းတချို့ထံကသိရပါဗျ။ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းကဦးကျော်စရာကိုစစ်ကောင်စီရဲ့စစ်ပယ်ရီယာလုံခြုံရေးတပ်ဖွဲ့ဆာယာဖာကဖမ်းဆီးခဲ့တာပါ မက်စလာကငလင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ဦးကျော်စရာကစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကိုတယော်တဲ့စာတွေ NND ပါတီတရားဝင်ဖြစ်ရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသူ့ရဲ့လူမှုကွန်ရက်မှာရေးသားပြီးနောက်အခုလိုဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါဗျာ။ ဥကျော်ဇေယဟာနေ့စဉ်သူ့ရဲ့လူမှုကွန်ရက်ဆိုင်မနာပေါ် post တွေတင်နေပေမဲ့ April 22ရက်နောက်ပိုင်းကစလို့ post တင်ရေးသားတာတွေမရှိတော့ပါဘူးဥကျော်ဇေယဟာ2015ရွေးကောက်ပွဲမှာရန်ကုန်တိုင်းတကုံမြို့နယ်တိုင်းတည်သာကြီးလွတ်တော်ကိုယ်စားလှယ်အဖြစ် NND ပါတီကဝင်ရောက်အရွေးခံခဲ့တဲ့တိုင်းလွတ်တော်ကိုယ်စားလှယ်ဟောင်းတအူးဖြစ်သလိုစစ်တပ်အရာရှိဟောင်းတအူးလည်းဖြစ်ပါတယ် 2018ခုနှစ်မှာတော့ဥကြော်ဇေယျကို NLD ပါတီကထုတ်ပယ်ခဲ့ပြီးနောက်ဒေါ်သက်သက်ခိုင်တည်ထောင်ထားတဲ့ PPP ပါတီကိုဝင်ရောက်က2020ရွေးကောက်ပွဲ ရှင်ပြိုင်ခဲ့ပေမဲ့အနိုင်မရခဲ့ပါဘူးဒုတိယသတင်းတစ်ပုဒ်အနေနဲ့ SNA ကတတတစ်စုဆောင်မှု노တိုင်းမိခင်တွေကိုဖမ်းဆီးပြီးလူစားထိုးလဲလှယ်ခိုင်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကချင်ပြည်နယ်မုံညင်ခရိုင်အင်းတော်ကြီးမြို့နယ်မှာ SN ကတတသည့်စုဆောင်မှုအတွက်နိုတိုင်းမိခင်တွေကိုတစားခံအဖြစ်ဖမ်းဆီးပြီးလူစားတို့လဲလှယ်ခိုင်းနေလို့ဒေသခံတွေထံကသိရပါဗျ။ ပြီးခဲ့တဲ့2024ခုနှစ်နှစ်လယ်ပိုင်းကစလို့ SN တက်ဟာအင်းတော်ကြီးမြို့ကနေဖားကန့်ကိုတက်လာတဲ့လမ်းပိုင်းမှာလူငယ်လူလဲ့အမျိုးသားတွေကိုဖမ်းဆီးမှုတွေပြုလုပ်နေတာဖြစ်ပြီးအခု April လကစလို့နိုတိုင်မီကနေအမျိုးသမီးတွေကိုဒါစာခံအဖြစ်ဖမ်းဆီးကအမျိုးသားတွေနဲ့လူစားထိုးလဲလဲခိုင်းနေတာပါအဲ့ဒီလိုအဆန်တွေကတတတဲ့စုဆောင်နေမှုတွေကြောင်းအင်းတော်ကြီးမြို့နယ်တဲကနမ်မုံမြို့လုံတုံးလုံကောက်မမုံကိုင်း မိုင်းနောင်လက်ပံဆိုင်ချောင်းဝါနဲ့လွဲမွန်ကျေးရွာတွေအပါအဝင်ကျေးရွာဆေးရွာကျော်ကဒေသခံတွေတင်းရှောင်နေကြရပါတယ်။လက်ရှိမှာလဲစစ်ကောင်စီကကာမိုင်းမျိုးဘက်ကစစ်ကြောင်းတစ်ကြောင်းနဲ့အင်းတော်ကြီးမျိုးနယ်ဘက်ကစစ်ကြောင်းတစ်ကြောင်းစုစုပေါင်းအင်အားတစ်ထောင်ခန့်နဲ့ဖားကန့်မျိုးနယ်ဘက်ကိုစစ်ကြောင်းထုတ်လှုပ်ရှားနေပြီးစစ်ကောင်စီနဲ့ KIA တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေတာပါ။ ဒါအပြင်ဗမော်မြို့သိန်းတိုက်ပွဲပြင်းထန်နေချိန်မှာလဲစစ်ကောင်စီ SN နဲ့ပြည်သူ့စစ်ပူပေါင်းတပ်ဖွဲ့တွေက AR မြင့်အနောက်ဘက်ချမ်းမှာရှိတဲ့မြစ်ကြီးနာ ဝိုင်မော်မိုးညင်းမိုးကောင်ဖားကန်နဲ့တနိုင်းမြို့နယ်တွေမှာစစ်ရေးပြင်ဆင်မှုတွေခက်ဆစိတ်လှုပ်ဆောင်နေရလို့သိရပါဗျ။တတိယသတင်းတပုတ်အနေနဲ့ရန်ကုန်မှာအဓမ္မတင်ထားတယ်လို့ယူဆရတဲ့ဘီလက်မြေအိတ်900ကျော်ကိုစစ်တပ်လိုက်ရောက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့လုပ်ငန်းရှင်တွေထံကနေအထက်မှတင်စီထားတယ်လို့ယူဆရတဲ့ဘီလက်မြေ800ကျော်ကိုစစ်ကောင်စီတပ်ကလိုက်လံရောင်းချနေရလို့သိရပါဗျ။ စစ်တပ်နဲ့နှိစက်တဲ့ပွဲစားတအူကကျန်းသစိတ်ဘီလက်မြင့်တဲအိတ်ကိုကျက်3200နဲ့အိတ်ပေါင်း950ရောင်းချမယ်ဆိုပြီးစောက်လော်ရီလုပ်ငန်းရှင်တချို့ထံလိုက်လံချိတ်ဆက်နေရလို့ရန်ကုန်မြို့ကအသေးစားစောက်လော်ရီလုပ်ငန်းရှင်တအူထံကသိရပါတယ်။ပြီးခဲ့တဲ့ရက်သက်သက်ဘက်ကရန်ကုန်မှာဘီလက်မြင့်ဈေးကိုကျက်1900အထက်တင်ရောက်လို့ဆိုပြီးဆိုင်တွေကိုဖမ်းဆီးခဲ့ပြီးအခုလိုက်လံရောင်းချနေတဲ့ဘီလက်မြင့်တွေဟာလည်းအဲ့ဒီဆိုင်တွေကနေတင်လာတဲ့ဘီလက်မြင့်တွေဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်။လက်ရှိအဖ န်းစီတွေကြောင့်ရန်ကုန်မှာဘီးလက်မြေအယောင်ရက်နေပေမဲ့ပေါင်စည်းမှာကျပ်3,500နဲ့အထက်ရှိတယ်လို့သိရပါဗျ။ရန်ကုန်ဈေးကွက်မှာလူသုံးများတဲ့ Alpha တစိုက်ဘီလက်မြေလုံးဝမရှိတော့ဘဲကြံ့ Max နဲ့ Crown တစိုက်တို့ပဲရှိရလို့သိရပါဗျ။ နောက်ထပ်သတင်းတပုတ်အနေနဲ့မြမအရေးတရုတ်ဂျာဝင်မှုကြကြပြပြချင်းကမှရေရှည်အတွက်စိတ်နှီးကောင်းဖြစ်မယ်လို့ NUG ယာယီသမရပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်အနေနဲ့မြမအရေးမှာတက်တက်ကြွကြဝင်ရောက်ဖြန့်ဖြေးမှုကိုမငင်းပယ်ပေမဲ့အခုထက်ပုံမကျဲပြန်းတဲ့ချင်းကပ်မှုတွေနဲ့ဂျားဝင်မှာပဲရေရှည်အတွက်စိတ်နှီးကောင်းဖြစ်မယ်လို့အမျိုးသားညညရေးအစိုးရ NUG ယာယီသမရဒိုလာရှိလာကပြောပါတယ် ဧပြီ26ရက် NUG အစိုးရအဖွဲ့အစည်းအဝေးမှာယာယီသမရကအဲ့ဒီအတိုင်းထည့်သွင်းပြောကြားခဲ့သလိုအခုလောရဟာမြမအရေးကိုလက်တလောအနာတတယုံ စေမိတူလောင်းနဲ့ကျင့်တဲ့တင်တယ်ရမလို့ဖြစ်နေလို့ယာယီသမရကဆိုပါတယ်တရုတ်နိုင်ငံဘက်က အစိုးရအဖွဲ့အပေါ်အမြင်တချို့ကိုပြန်လည်တက်မှတ်ပေးဖို့လိုသလိုတရုတ်အနေနဲ့ NUG အစိုးရအပေါ်ထင်ကြီးအမျိုးမျိုးနဲ့ချင်းကပ်ချင်းမြင်နေတာဟာကြာပြီလို့ပြောပါတယ်။ အန်ယူဂျီအစိုးရဟာတရုတ်နဲ့ပတ်သက်ရင်ငြိမ်းချမ်းစွာ အတူရှင်တွဲနေထိုင်ရေးမူကိုအခြေခံတဲ့နိုင်ငံသားရဲ့သဘောထားရှိပြီးမြန်မာနိုင်ငံတဲကတရုတ်ရဲ့အကျိုးစီးပွားတွေနဲ့ပတ်သက်ရင်လည်းအန်ယူဂျီကစုညောက်ခလုတ်အဖြစ်ရှိနေမှာမဟုတ်ပဲမိဘအနေနဲ့ဥပပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ယာယီသမရကပြောပါတယ် ပါလီမန်ဒီမိုကရေစီခေတ်ကလေးကတရုတ်အိန္ဒိယနဲ့မြန်မာတို့ဟာညဉ့်ညံ့စွာအတူရှင်တွဲနေထိုင်ရေးမူကြီးကိုကဘာတိကြေညာချက်ထုတ်ပြီးမြန်မာအရေးဆွေးနွေးတဲ့အခါမှာလဲနိုင်ငံတော်ရဲ့ဖြစ်တည်မှုကိုလိလုမရှိဘဲမူအပေါ်အခြေခံတဲ့ဆွေးနွေးမှုတွေကိုအခြေပြုဖို့တိုက်တွန်းရမှာဖြစ်တယ်လို့ဆိုပါရစေ။ ဆက်လက်ပြီးလူအုပ်တွေမတန်ဆန်းတွေနဲ့ဖွဲ့စည်းထားတဲ့စစ်မှုထမ်းအဖွဲ့ကစစ်ကောင်စီအရန်တက်လို့မင်းအောင်လိုင်းပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အသက်60ကျော်အရွယ်လူအုပ်တွေမတန်ဆန်းသူတွေနဲ့ဖွဲ့စည်းထားတဲ့မြန်မာနိုင်ငံစစ်မှုထမ်းအဖွဲ့ဟာစစ်ကောင်စီတက်ရဲ့အရန်အင်အားစုကြီးဖြစ်တယ်လို့စစ်ကောင်ဆောင်မင်းအောင်လိုင်းကပြောပါတယ်။စစ်မှုထမ်းဟောင်းဆိုရဟာတပ်မတော်ရဲ့အရန်အင်အားစုကြီးဖြစ်ပြီးအငိမ့်စားယူပြီးပေမဲ့ ဝမ်းစိန်ဆိုးကြောင်းအော်လွေးဆိုးကြောင်းတခါစစ်သားဖြစ်ခဲ့မှုယင်အမြဲစစ်သားဆိုတဲ့ဆောင်းပုတ်ကိုဆွဲကင်ပြီးစစ်ကောင်းဆောင်ကပြောဆိုခဲ့တာပါမြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဟာစစ်ကောင်စီတပ်ရဲ့အရန်အင်အားအဖြစ်နိုင်ငံတိဆောက်ရေးဒေသလုံခြုံရေးနဲ့ပြည်သူအကျိုးစီးပွားကာကွယ်ဆောက်ရှောက်ရေးကဏ္ဍတွေမှာထက်ထက်ဝင်ပါဝင်ဆောင်ရွက်နေတယ်လို့လည်းအာဏာသိမ်းစစ်တပ်ခေါင်းဆောင်ကဆိုပါတယ်စစ်ကောင်စီဟာပြီးခဲ့တဲ့နှစ်အတွင်းကစတင်ပြီးတော်လိုင်းအင်အားစုတွေကြောင့်အင်အားလျော့ကျလာတဲ့အတွက်စစ်ပြန်အရာရှိတွေ ွေနဲ့ရဲအရာရှိတွေကိုပြစ်မှတ်ထားပြီးပြန်လည်တာဝန်ထမ်းဆောင်စေမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်းဟာစကလုံးတွေနဲ့စစ်မှုတန်းဟောင်းတွေကိုသူ့လက်အောက်ရအောင်ဆွဲဆောင်နေပေမဲ့မြေပြင်မှာတော့မင်းအောင်လိုင်းရဲ့အပြောနဲ့အလွန်ကွဲပြားနေရလို့ဆိုကြပါဗျ။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့အမေရိကန်ကန်လန်ထားတဲ့အခွန်ကိစ္စရက်တွေကိုညှိနှိုင်းဖို့တရုတ်ဘက်ကတွတ်ဆနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ သမရဒေါ်နန်ထရန့်ရဲ့ပြင်းထန်တဲ့အကောက်ခွန်တွေနဲ့ပတ်သက်ပြီးဆွေးနွေးဖို့အမေရိကန်အစိုးရရဲ့ကံလန်ချက်ကိုတရုတ်အနေနဲ့တွက်ဆနေရလို့တရုတ်စီးပွားရေးဝန်ကြီးဌာနကဒီကနေ့မှပြောကြားလိုက်ပါတယ်။ဒီအခြေအနေဟာကမ္ဘာဈေးကွက်တွေကိုလှုပ်ခတ်ခဲ့တဲ့ကုန်သွယ်ရေးစစ်ပွဲတင်းမာမှုရောကြသွားနိုင်တဲ့အလားအလာကိုညွှန်ပြနေပါတယ်။ ထရန့်ရဲ့တရုတ်သင်္ကုံတွေအပေါ်ကောက်ခံနေတဲ့အကောက်ခွန်145ရာခိုင်နှုန်းနဲ့ပတ်သက်ပြီးအမေရိကန်ကတရုတ်နဲ့ဆွေးနွေးဖို့ချင်းကပ်ခဲ့ပြီးတရုတ်ဆိုရကလည်းဆွေးနွေးရေးအတွက်တကားဖွင့်ထားတယ်လို့တရုတ်စီးပွားရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ အမေရိကန်အနေနဲ့မှားယွင်းတဲ့အလေးထားတွေကိုပြုပြင်မှုနဲ့တဖက်သက်အကောက်ခွန်တွေကိုရုပ်သိမ်းဖို့ပြင်ဆင်ထားရန်လိုပြီးနှိမ့်နှိုင်းမှုတွေမှာအမှန်တကယ်စရင်မှန်ရှိမှုကိုပြသဖို့လိုအပ်တယ်လို့တရုတ်စီးပွားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တရုတ်နိုင်ငံဟာအမေရိကန်နဲ့အကောက်ခွန်ပြဿနာဖြေရှင်းဖို့နှိမ့်နှိုင်းလိုတယ်ဆိုတာကိုစက်တိုင်ရင်းဆောင်ခဲ့တာဖြစ်ပြီးအမေရိကန်ဘက်ကပထမဆုံးကမ်းလှမ်းလာမှာကိုစောင့်ဆိုင်နေခဲ့တာဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းသူတို့အစိုးရအနေနဲ့တရုတ်နဲ့သဘောတူညီချက်တရေရရှိဖို့အလားအလာလွန်ကောင်းနေရလို့ဗိုလ်ထုနေမှာပြောဆိုခဲ့ပါတယ်။ထရန့်ရဲ့အခုလိုပြောကြားချက်ထွက်ပေါ်မလာမီနိုင်ပိုင်းအလိုမှာသရုတ်သမ္မတရှီကျင်းဖင်ကနိုင်ငံတကာရဲ့ပြောင်းလဲမှုတွေနဲ့လက်ရုံးညီထွေဖြစ်စေဖို့လှုံ့ဆော်ရမယ်လို့အမေရိကန်ကတိုက်ရိုက်မီညွှန်းမဲ့တရုတ်ရာရှိတွေကိုတိုက်တွန်းခဲ့တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ MPA ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်